အားလုံးပဲမင်္ဂလာပါများခေါင်းဆက်တဲ့နေတာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဗတ်ရော်တော်လိုင်းကြီးကဆရာကြီးရဲ့ပြောဆိုမှုတွေကြောင့်ပေါက်ကွဲနေတဲ့ကုဏ္ဏနာရုပ်သံပြီးဗတ်လက်ကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာကုဏ္ဏနာကဘလို့ကြောင်းတွေကိုပြောဆိုပေါက်ကွဲနေတယ်ဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထင်တာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ လမ်းလေးကောင်းတော့အချိန်လေးရတော့စကားတွေပြောကျင်တယ်နော်အဲကျွန်တော်ပြောပြခဲ့တာရှိပါတယ်2025-26ဆိုတာကတယောက်နဲ့တယောက်နဲ့ခြေထိုးမှုတွေခြေခံမှုတွေလှုပ်ကြံမှုတွေအများကြီးပေါ်လာအောင်ပါအဲတော့ယနေ့ခေတ်စားနေတဲ့ကြားဖြန့်ပြဿနာကိုအရင်ဆုံးပြောမယ်အဲကြားဖြန့်ပြဿနာကအဲတချို့ကပြောကြတယ် KNU ကြောက်တော့တချို့ကကြတော့ဟာဟိုလူကြောက်ဒီလူကြောက်ဘယ်လူကြောက်မှမဟုတ်ဘူးအကုန်လုံးစောက်သုံးမကြလို့ဖြစ်နေတယ်ပြဿနာ ဲ့တော့ကျွန်တော်တို့ကအတုံးကြောင်ဘယ်လိုလုပ်ကြရမလဲဆိုလို့ရှိရင်ဝိုင်းစဉ်းစားဖို့လိုတာစာကားစားနဲ့ beginner နဲ့ပေါင်းလဲဒီကြားပြန်ပြီးသွားမှာမဟုတ်ဘူးเนาะ KNU တစ်ဖွဲ့လဲလုပ်လို့လဲဒီကိစ္စပြီးမှာမဟုတ်ဘူးထိုင်းနဲ့တရုတ်နဲ့ပေါင်းပြီးလုပ်လဲပြီးမှာမဟုတ်ဘူးအမေရိကန်တနိုင်ငံနဲ့လုပ်လို့လဲဒီကြားပြန်လုပ်ကံကပြီးမှာမဟုတ်ဘူးဒါတော့နံပါတ်1ကျွန်တော်တို့သိဖို့လိုတယ်နိုင်ငံကပူပေါင်းပေါင်းမှာပြီးမဲ့ကိစ္စနောက်ပိုင်းမှာကြားပြန်ပြဿနာကရင်ပြည်နယ်ထဲရှုပ်ထွေးတဲ့နှစ်နဲ့ချီပြီးတော့เนาะဆယ်စုနှစ်နှစ်စုစာသုံးစုစာလောက် ရှိနေတဲ့အချိန်ကတော့မှအဲ့ကြားဖြန့်ပြဿနာကမြောက်ပိုင်းစစ်စင်ရင်းနဲ့အတူပျောက်သွားတယ်။ဒါပေမဲ့မြောက်ပိုင်းမှာဖမ်းပြီးတဲ့ကြားဖြန့်ခေါင်းဆောင်လေးသူတို့ပြောတဲ့ကြားဖြန့်ခေါင်းဆောင်လေးဟုတ်လားတရုတ်ပြည်ကိုပို့ပေးလိုက်ရတယ်။ဒီကရင်ပြည်နယ်မှာဖြစ်နေတဲ့ပြဿနာမသိစရာဆောင်းထားတာရယ်မလုတ်ချင်လို့စောက်ကြည့်နေရတယ်ပဲရှိတယ်။လုတ်ချင်ခဏလေးအဲ့တော့ပြောချင်တာဘာလဲဆိုတော့တချို့နေရာမှာကိုသိတာလေးနည်းနည်းလေးကိုအများကြီးပြောလို့မရဘူး။ကိုအများကြီးသိနေတဲ့အများကြီးလိုက်ပြောလို့မရဘူး။ เนาะအဲ့တော့ကျွန်တော်တို့ကဒီကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဖြစ်လာလိမ့်မယ်သူ့ဘာနဲ့သူအဆင့်နဲ့အဆင့်ဆောင်ရွက်လိမ့်မယ်ဒါပေမဲ့တဖွဲ့စည်းတဲ့အဲတပါတီတဲ့တဦးတယောက်တဲ့အစိုးရတည့်ရတဲ့လုပ်လို့ရတဲ့အကိစ္စမဟုတ်ဘူးယုံစာရတကဘာလုံးကိုလိန်ခံထားတဲ့ကိစ္စအဲ့ဒါကမှအမေရိကန်နဲ့တရုတ်ရဲ့အားပြိုင်မှုနဲ့အမေရိကန်ရဲ့တရုတ်နဲ့အတန်ကြဲကြဲလောင်လောင်ထွက်လာတာပဲရှိတယ်။ကျန်တဲ့လိန်ခံရတဲ့နိုင်ငံတွေတနိုင်ငံမှမထွက်လာတာဒီအထူးသဖြင့်အဲဘယ်လိုပြောမလဲကျွန်တော်တို့ အင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်မှုတွေအားတွေဘာတွေဖြစ်လာလဲဆိုတော့တိုင်းရင်းသားတွေအပေါ်မှာရိုက်ခတ်လာတယ်နော်ဒါတွေကိုကျွန်တော်တို့ပြည်သူတွေကနံပါတ်1နားလည်ဖို့လိုတယ်နံပါတ်2ကျွန်တော်တို့ယနေ့တော်လန်ရေးဘလို့ပြီးမလဲဆိုတဲ့ကိစ္စကိုတချို့ကမေးကြတယ်အကန့်တကြတယ်အဲစောက်ခွက်ကောက်တဲ့ကောင်းလေးတထောင်းစားတွေအောက်တန်းစားတွေကတော့တော်လန်ရေးကိုနှက်ပြန်ပဲပြီးတော့မလို့တပတ်ခါပဲပြီးတော့မလို့ပြောချင်တာပြောနေကြတယ်ကျွန်တော်တို့နိုင်ငံမှာတမိုင်းရှိတယ်ရာဇဝင်ရှိတယ်အခြေအနေတည်းရရှိတယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ပြည်သူတွေမအားဖို့အမြဲတမ်းရေးကြည့်တယ် ကျွန်တော်ပြောချင်တာက Facebook ပေါ်မှာ like လေးကောင်းမှု follower လေးရဖို့ပတ်စံလေးဝင်ဖို့ကျွန်တော်တို့စိတ်ဝင်တာမလုပ်လဲမလုပ်တတ်ဘူးအခုဒီအကောက်ကတော့ကျေရတယ်ဟိုဘက်အကောက်ကတော့ကျေလည်းမရဘူးဘာမှမရဘူးเนาะ Facebook ကဝင်ငွေလို့ရှာပါလို့ဟိုဗာလဲဘန်အကောက်ပြပါကျွန်တော်လည်းမလုပ်တတ်ဘူးစိတ်လည်းဝင်တာဘူးပတ်စံလိုချင်လို့ဒီစကားကြီးပြောနေတာမဟုတ်ဘူးပြည်သူတွေအတွက်လိုအပ်တယ်ထင်လို့ပြောတာကျွန်တော်ကလိုအပ်မှပြောတာမလိုအပ်ရင်ကျွန်တော်ပြောဘူးเนาะကြားဖြန့်ပြဿနာဒီတကဘာလုံးနဲ့ဆိုင်တဲ့ပြဿနာเนาะတသိန်းတစ်ဖွဲ့တနိုင်ငံနဲ့ဆိုင်တဲ့ပြဿနာမဟုတ်ဘူးထိုင်းရယ်အမေရိကန်ရယ်တရုတ်ရယ် ကရင်ရယ်ဟုတ်ပြီလားအခုလက်ရှိ legitimate ဖြစ်နေတဲ့ခင်ဗျားတို့ပြောတဲ့မင်းအောင်နိုင်အစိုးရပေါ့ဗျာစစ်အစိုးရရဲ့ပေါင်းပြီးတော့မှလှုပ်လို့ရှိချင်ဒီနိုင်ငံမှာပျောက်သွားမယ်ဒါပေမဲ့တရားခံတွေကဘာလုပ်လဲဆိုရင်တရုတ်နဲ့စကားစားတယ်တရားခံတွေကတရုတ်နဲ့စကားစားကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်90 1993 95 96 98လည်းရစပြီးတော့မြန်မာနိုင်ငံကိုတရုတ်ထောက်လန်းကြီးတွေရဲရောက်လာတာကျွန်တော်အမြဲတမ်းပြောပြီးအမုန်းခံပြီးပြောပြီးဒါတွေကကျွန်တော်တို့မှအချက်လက်ရှိလို့ကျွန်တော်တို့ပြောတာနော်အခုတကိုးတွေရဲ့ပြဿနာကိုပြောမယ် နော် NUG ပြုတ်ပင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောခဲ့တာကြာပြီးခိုးတဲ့လိန်နဲ့သံတောင်းသားတွေခွက်ခေါက်တယ်ကျွန်တော်တို့ပြောခဲ့ပြီးပတ်ပတ်ဆက်ဆက်လည်းပြောခဲ့ပြီးကျွန်တော်တို့လောက်ကျန်တက်ပြတ်ဖို့အထိတောင်းလောက်တဲ့အဆင့်အထိကိုကျွန်တော်တို့ဖြစ်ခဲ့ဘူးတဲ့တချို့ကပြောတယ်ကျွန်တော်ကရင်ကျွန်းနဲ့လာကြည့်ကြည့်ပါဘယ်သူရှိမှလဲကြုံမခံသလိုနော်ဘယ်သူရှိမှလဲကြုံမခံသလိုဘယ်သူရှိရဲ့ဩဝါဒမှခံယူနေတဲ့ကောင်မဟုတ်ဘူးကိုလန်းကိုချောက်ကိုသမိုင်းကိုကြီးမှန်ရင်လက်ခံမယ်မှားရင်ထောက်ပြမယ်မကောင်းရင်ဝေဖန်မယ် ဒါကျွန်တော်တို့ရဲ့လုပ်ရပဲကျွန်တော်တို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူအနေနဲ့ပါလာတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့ဒီယနေ့ခါလာတဲ့အရေးကြီးတဲ့အချိန်မို့လို့ပြည်သူလူထုအားနာလို့တနာလို့ကိုချင်းစာလို့ရင်းနဲ့ရင်းပြီးခံစားလို့ဒီနိုင်ငံရေးတော်လှန်ရေးကိုရုံုံကြည်ကြည်နဲ့လှုပ်ဆောင်နေတာဖြစ်တယ်တချို့တွေကဟိုအဖွဲလေးတွေပြမှတချို့တွေကကြတော့ဟိုဘယ်လိုပြောမလဲဟိုတနာလေးပြပြမှတချို့တွေကကြတော့ဟိုဟာလေးလှုပ်ပြအောင်ကျွန်တော်စိတ်ဝင်စားဘူးအဲ့ဒါတွေကျွန်တော်စိတ်ဝင်စားနေတယ်ကျွန်တော်တို့ပြည်သူလူထုမှာပြည်သူလူထုအောင်၃ဘွဲ့ဖြစ်နေတာပြည်သူလူထုအောင်၃ဘွဲ့ဖြစ်နေတာ ပြောလိုက်ရင်လိုင်းပေါ်မှာစောက်ကြီးစောက်ကြံပို့ပေါင်း16000ရေးတဲ့ဆရာကြီးတွေလည်းပြောကြတယ်တက်တွဲတာလည်းကြည်တွဲခင်ဗျားတို့ရေးနေတာတက်ပေါင်းစုဖြစ်လာရေးလို့ပါလို့ခင်ဗျားတို့အညာဟိုသွားဘူးကြီးလားအညာမှာခင်ဗျားတို့ရဲဘော်တွေဘယ်နှဖွဲရှိတယ်လဲမြေပြင်မှာရောတကယ်ရှိသလားခင်ဗျားတို့စောက်ကြီးစောက်ကြံတဲ့ profile ကြီးပိတ်ပြီးတော့ profile ကိုဟိုတခြားပုံတင်ပြီးတော့ဟိုဝေဖန်တာကတော့ကျွန်တော်တို့လည်းဝေဖန်တတ်တယ်အချက်လက်မှန်ကန်မှန်မှန်ကန်ကန်ဖြစ်ဖို့တော့အရေးကြီးတယ်ဝေဖန်တယ်ထောက်ပြတယ်ဆိုတာကလူတိုင်းလုပ်လို့ရတဲ့နိုင်ငံရေးစစ်ရေးနားလည်တဲ့လူတိုင်းလုပ်လို့ရတဲ့အလုပ် နိုင်ငံရေးစီရေးကျွမ်းကျင်တဲ့အဆင့်တက်မြောက်တဲ့အဆင့်မဟုတ်လို့ရှိရင်တော့ဒီတော်လန်ရေးမှာဝေဖန်တာကိုမစောဖို့တော့တိုက်တွန်းခြင်းတယ်ကျွန်တော်တခုပြောပြမယ်နော်ကျွန်တော်တို့ကအစိုးရဖြစ်ချင်လို့ကောင်းမွန်တဲ့ရလဒ်တွေလိုချင်လို့ဖက်ဒရယ်ဒီမိုကရေစီကိုသွားချင်လို့ကျွန်တော်တို့ကတောင်းနေတာပြောနေတာဖြစ်တယ်ဘယ်နေရာမှလည်းမယူဘယ်သူ့ရဲ့အမိတ်ဩဇာမှလည်းခံမှာမဟုတ်ဘူးကိုမှန်တဲ့လမ်းထင်တဲ့လမ်းကိုတက်တက်ရှောက်နေတာရှင်းရှင်းလေး ဒီအချိန်မှာတိုင်းရင်းသားတွေရဲ့အရေးအမှန်တန်ရေးကြီးတယ်တိုင်းရင်းသားတွေရဲ့အရေးကိုတော့ဆကဆကလုတ်ပေးပါလား NUG ကလုတ်ပေးပါလားဆိုတဲ့ဇကားတွေမိကုန်းနေကျွန်တော်တို့မေးခဲ့ပြီးပြီအများကြီးအများကြီးမေးခဲ့ပြီးပြီ NUG ဖြစ်မလာဘူးဆကဆကလည်းစေတနာမရှိဘူးဒါတိုင်းရင်းသားတွေပုံမှာတိုင်းရင်သားတွေအပေါ်မှာတော့စေတနာမရှိဘူးဗမာအချင်းချင်းတော့ရုပ်မာတဲ့ကောင်တွေကတိုင်းရင်သားပေါ်မှာစေတနာရှိမလားဆိုတာစဉ်းစားနောက်တစ်ချက် ယနေ့ကြားဖြန့်ပြဿနာဖြစ်တဲ့ပြဿနာကတစုတစ်ဖွဲ့တယောက်တည်းလှုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုပြောခြင်းတယ်။နောက်တစ်ချက်အခု line ပေါ်မှာဖြစ်နေတဲ့မက်ကြီးပါတွေဘာတွေညာတွေပြောမနေနဲ့။တို့အချင်းချင်းပြန်ဖော်မဲ့အမှုတွေအများကြီးကြံသေးတယ်။ခဏလောက်စောင့်ကြည့်နေထပ်ပေါ်လာအောင်ပါ။နော်ကရင်ပြည်နယ်မှာအခြေချတယ်ကျွန်တော်အများနဲ့ပြောခဲ့ပြီးသွား line မှာ။နော်တစ်ကုံဝါပြုံပြီးတော့ချီးပုံတွေအများကြီးအမှတ်ရှုပ်တာပဲရှိတယ်။တော်လန်ရေးအတွက်ယနေ့အချိန်ယနေ့ကာလမဟုတ်ဘူး၈၈ကချပြီးယနေ့အချိန်ထိ ဗမာတော်တော်များများဗမာဗမာနိုင်ငံကြီးတမာတော်တော်များများဗမာတော်လိုင်းကြီးတမာတော်တော်များများဘာတွေအကျိုးပြုပြီးပြီလဲခင်ဗျားတို့ဝေဖန်နေတဲ့ကရင်ကျွန်တော်ပြောတဲ့ကရင်ကျုံတို့ကရင်လော်ပြီးတို့ကရင်ဘောမတို့ပြောတဲ့ကိစ္စကိုကျွန်တော်ပြောပြမယ်ခင်ဗျားတို့ဘာမှမဆရာလည်းအကြောင်းမရှိဘူးလော်ပြီးလောက်ဆရာလည်းအကြောင်းမရှိဘူးအမှန်တရားကိုအများကြီးသိတာတော့ကျွန်တော်နည်းနည်းပဲပြောတာတိုင်းရင်းသားတွေဘာလုပ်နေလဲဆိုတာကိုကျွန်တော်တို့အသိဆုံးယနေ့ကာလတပ်ပေါင်းစုနော် တလင်းစာကြီးတိုင်းမှာတိုက်တဲ့အချိန်မှာ PN လေးပါပါလာတယ်။ဟုတ်လား PN လေးပါပါတယ်။တခြားအဖွဲ့တွေပါသေးတယ်။ဒါနဲ့ NUG ရဲ့ရန်ကိုကြောက်လို့တချို့ကမပေါ်ကြတာ။နော်တချို့ကသူတို့ရဲ့ခေါင်းစဉ်လေးတွေသူတို့ရဲ့အဖွဲ့နာမည်တွေကမတတ်တာ။နော် NUG မှာရှိနေလက်ပါစီတွေ။အဲပြောချင်တာအများကြီးပဲ။ပြောလို့မကောင်းတာတွေလည်းအများကြီးပဲ။ဒေါ်လာကြီးကိုထိုးခွဲမလို့ဖြစ်မှကြောက်လို့မပြောတာအများကြီးပဲ။ခင်ဗျား PDF တွေစီကန်းရှိဖို့စနစ်ကြဖို့ ဒီလောက်လုံပင်းရင်ကြားတဲ့ကမှစောက်ပြဒနာပေါင်း16တော့နေစဉ်ရက်ဆက်ရှင်းနေရတာလည်းအများကြီးပဲမြေပြင်မှာလည်းနေကြည့်ဘာမှမလုပ်ပဲထိုင်နေတော့ထိုင်နေထိုင်နေဘာမှမလုပ်ပဲထိုင်နေထိုင်နေနေတော့မှပြဒနာကဂွေတန်းလည်းလာတဲ့ကောင်လည်းအများကြီးပဲဒီမှာကြံတာတော့မပြောတော့ဘူးအဲ့တော့ UNG ကပြဒနာကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အများနဲ့ပြောခဲ့တယ်ခင်ဗျားတို့ထိုင်းနိုင်ငံမှာနေပြီးတော့နော်ထိုင်းနိုင်ငံမှာနေပြီးတော့ခင်ဗျားတို့ထိုင်းထိုင်းဆိုးရတယ်လက်မခံဘူးထိုင်းရဲကတ်တဲ့ တလောက်ကိုတယောက်ကိုဘတ်300ပေးပြီးနေနေရတာလူရောက်ပေါင်း300လောက်ရှိတယ်ခေါင်းလေးသူတို့တရားဝင်တဲ့ကောင်ကတရားမှုနဲ့ကောင်ကလူရောက်ပေါင်း300လောက်ရှိတယ် CDN ကောသူတို့နဲ့ပတ်သက်တဲ့ကောင်ကပါတီအကောင်တွေရောလော်ဘီလုပ်တဲ့ကောင်တွေရောအများကြီးပဲအရင်ကဆိုကျွန်တော်ချင်းချောက်တယ်တိုက်ခိုက်တယ်ဝေဖန်တယ်အပြစ်ရှာတယ်ပြဿနာရှာတဲ့ကောင်တွေအများကြီးပဲဒါပေမဲ့နိုင်ငံအောင်စောက်ဖက်မလုပ်ခဲ့တာမဟုတ်ဘူးကိုယ့်အလုပ်ကိုလုပ်နေတာလူဆိုတာကိုယ့်အလုပ်ကိုလုပ်နေရင်ဘယ်ကောင်မှစောက်ကူးဆိုင်တာမလို့ကိုယ့်စောက်လုပ်ကိုမလုပ်တဲ့အခါကျတော့စောက်ပြဿနာတွေတက်တာဒါပဲရှင်းရှင်းလေးတော်လန်ရအဲ့လိုပဲ နော်တော်လန်အေးမှာတစ္ဆာရဲ့တမာရီရဲ့တတ္တိရဲ့ရှိရတယ်တမာရီအာကောင်းရတယ်တရားထိုင်တာတော့မဟုတ်တမာရီအာကောင်းရတယ်နော်တစ္ဆာရှိရတယ်ဇွဲရှိရတယ်တတ္တိရှိရတယ်အများကြီးကြံသေးတယ်ခင်ဗျားတို့လို့ဖို့ခင်ဗျားတို့အညာဒေတာရဲ့လက်နက်ထင်းချုပ်ခွင့်အခုမိုးကုတ်ပြန်ပေးရမှာမဘူးနဲ့ဟုတ်မရရာကိုဟိုကောင်ရောက်နေပြီကျွန်တော်ပြောခဲ့ပြီးသားကျွန်တော်တို့နောက်ဆုံးပြခင်ဗျားတို့ဟိုတော့စုတ်မယ်ပေါ့ညာမိုးမိတ်တိစုတ်မယ်ပေါ့ မရဘူးဟိုကောင်လမ်းမှာကြားပြတ်တိုက်ပါအဲ့ဒါသတိထားတိုင်းရင်သားတွေကိုသစ္စာမရှိပါဘူးဆိုပြီးတော့ TNL လေးကိုမဆဲနဲ့ MNDD ကိုလည်းမဆဲနဲ့ MNDD တွေကိုဂွေးပေးဆုတ်တာလည်းမင်းတို့အုပ်စုပဲเนาะ TNL လေးကိုဂွေးပေးရတာလည်းမင်းတို့အုပ်စုပဲအခုစောက်ပြစ်ပြောတော့လည်းမင်းတို့အုပ်စုပဲအဲ့ဒါတော်လန်ရေးရဲ့သစ္စာလားတော်လန်ရေးဆိုတာဘတော့ပဲဖြစ်ဖြစ်သစ္စာရှိရှိနဲ့ပေါင်းသိနေထိုင် ပြောတတ်ကြတယ်မြောက်ပေးတိုင်းဂွေးတောင်းကားတောင်းတွေမဟုတ်ဘူး အဲ့လိုပဲရှမ်းပြည်ရဲ့ပြဿနာရှမ်းပြည်ရဲ့ယာဇဝင်ကိုမသိဘဲနဲ့ရှမ်းမြောက်မှာဖြစ်နေတဲ့ပြဿနာ30ဆက်ခွန်ဒုတိယဆစ်စင်ရေးမှာပေးဆက်ခဲ့ရတဲ့ရဲဘော်တွေအများကြီးပဲသူတို့နဲ့တန်ရာတန်ကြီးလက်နက်တွေခဲရန်တွေကိုနော် MRD ရော TNL ရော AA ရောအဲ့မှာပါတယ်ပေါ့နော်ကချင်မှာပါတယ်နောက်မှကချင်ပြန်ဆုတ်သွားတယ်ပေါ့လက်နက်တွေထောက်ပန်းတဲ့အချိန်ကအင်းတော်မှာဖမ်းတယ်ငကားတို့အဖွဲ့ကိုရင်လို့စပန်းတာဘုံငကားမေးကြီးမသေးသေးဘူးအဲ့ဒီမှာ AA ကတမှုတယောက်ပါပါတယ်ထွက်ပြေးရလို့လွတ်သွားတာရှင်းသလားမသိဘူး နော်အဲ့လိုမျိုး local pdf တွေဟုတ်ပြီတပုံကြီးငကားတို့ဖွဲ့ကနာမည်ကြီးပြီးသူ့ပိုင်သူမီဒီယာရောပါလက်နက်ပါညာအင်းတို့မှဖန်ခါရတော့ပါကွာကြံတဲ့လူမသိသူမသိတဲ့ local pdf တွေအများကြီးပဲလက်နက်ပေးမတည်ဘူးဖမ်းတယ်မင်းတို့ပါလေတော်လိုင်းကြီးအောင်သွားမှကြောက်လို့လားအညာဒေသမှာတော်လိုင်းအားကောင်းလာမှကြောက်လို့လားဝက်လဲတယ်လို့ခေါ်တယ်ကွာမှတ်ထားအဲ့ဒါတော်လိုင်းကြီးမှာတစ္ဆာမရှိဝက်လဲတယ်တမိုင်းတစ်ပတ်ဆိုတာအဲ့ဒါကိုပြောတာတော်လိုင်းကြီးဆိုတာတစ္ဆာရှိရတယ်တမားရေးရှိရတယ် တမာရီအားကောင်းရတယ်တစ္ဆာရှိရတယ်တတိရှိရတယ်နော်အဲ့တော့ပြောချင်တာကအခုမိုးကုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့မိုးကုတ်ကတမိုင်းလေးကိုပြန်လှန်ကြည့်ငါလိုးမသားနေဝင်1962ခုနှစ်မှာအာနာသိမ်းပြီးတော့ပြည်နယ်ခုနှစ်ခုတိုင်းခုနှစ်ခုကို1982မှာတတ်မှတ်တယ်84ဥပဒေပြဋ္ဌာန်းမဲ့အချိန်မှာဘယ်တိုင်းရင်းသားလက်ခံခဲ့လဲပြည်နယ်ခုနှစ်ခုတိုင်းခုနှစ်ခုလို့တတ်မှတ်တဲ့နေဝင်မအေလို့ပြန်မေးလေမင်းတို့ရှမ်းတမိုင်းကိုလည်းမသိဘူးမိုးကုတ်ရဲ့တမိုင်းကိုလည်းမသိဘူးမိုးကုတ်ဆိုတာဗမာပိုင်းလား ကိုင်းရင်သားဘက်ကလိုက်ပြောတာမဟုတ်သမိုင်းရှိရလေကိုသမိုင်းနေတော့ကိုတိကြမှာဗောကိုသမိုင်းနေတော့ကိုတိကြမှာဗောကိုသမိုင်းလဲကိုမတိပဲနဲ့သူများပစ္စည်းငါပစ္စည်းလုံးလို့မရဘူးအဲ့ဒါပြဿနာရှိတယ်ဖယ်ရယ်ဆိုတာအဲ့ဒါကိုပြောတာဖယ်ရယ်ဆိုတာအဲ့ဒါကိုပြောတာဖယ်ရယ်ဟိုတော့ဘလို့ဝေခွဲရမှာမသိတဲ့ကောင်တွေကအာနာလောဘတက်ပြီးတော့ရလို့ခုတစ်ခုတည်းနဲ့စစ်တိုက်လို့မရဘူးရလိုမှုဆိုတာအကျိုးစီးပွားကိုပြောနေတော့အောင်ပွဲကိုပြောတာမဟုတ်ဘူးမင်းတို့မအောင်ပွဲဆိုတာမရှိဘူးအောင်စိတ်မရှိဘူးငါသိတယ် တော်တော်များများဗမာတော်တော်များများအောင်စိတ်မရှိဘူးအောင်စိတ်မရှိလို့ဒီတော့ကြာနေတာအောင်စိတ်ရှိရင်ဒီတော့ကြာတဲ့စောက်ချောင်းမရှိဘူးအန်ယူဂျီကကောင်းနေတာစည်ရေးရအသာကြီးမရသေးလို့စကားစားဘက်ကယနေ့အချိန်မှာမင်းတို့နဲ့ငါတို့စောက်စကားပြောကြမယ်ဟေးအာနာခွဲဝင်မှုပြန်ပြောကြမယ်2008ပွဲစည်းပုံကြီးကိုပြင်မယ်ဖယ်ရီကြီးကိုတွားကြမယ်ဆိုပြီးပြောကြည့်အမိနံပြီးပါသွားမယ်ကောင်းတယ်တပုံကြီးပါဒါဗမာစောက်ကျင်းလို့ခေါ်တယ်ကျွန်တော်လည်းဗမာလူမျိုးပဲကျွန်တော်ဗမာလူမျိုးကျွန်တော်ဗမာလူမျိုး တိုင်းရင်းသားတွေရဲ့ယင်ရဲ့ခံစားချက်တိုင်းရင်းသားတွေရဲ့ရပိုင်권တော့နားမလဲပဲနဲ့အစိုးရတက်လို့တယ်ဆိုတဲ့ကောင်းလေးတခုမေးချင်တယ်ဖယ်ရဖွဲ့စည်းပုံပြည်ညီ6ချက်မှာဘာတွေပါလဲမင်းအောင်နိုင်ရောအန်ယူဂျီဘာကပါဝင်ပတ်သက်တဲ့ကောင်းလေးကိုကြောက်နေတာနော်ဖယ်ရဖွဲ့စည်းပုံရဲ့ပြည်ညီ6ချက်ကိုကြောက်နေတာအဲ့ဒီကောင်းလေးကိုပြန်လေ့လာကြတချို့စကားတွေအများကြီးပြောချင်တယ်ဒါမှလည်းစကားစကားပြောပြမှာစကားတွေကဇာတိပြပေါ့ တိုင်းရင်းသားတွေသူ့လုံသူ့လုံနေတယ်ကျွန်တော်တို့တစ်ဆယ်တစ်ဆက်ခွန်စစ်စင်ဖြစ်တော့ကျွန်တော်လာမေးကြတယ်တော်လိုင်းအောင်တော့မယ်လို့အာလမ်းများအားလုံးနေပြီးတော့ကျွန်တော်တို့ပြင်ဦးလင်ရောက်နေပြီးလို့မိုးကုတ်ကမကြခင်လက်ထဲမှာတော့ပြောချင်တာဗာလဲဆိုတော့ယနေ့ကိုပါတဲ့ချီကအပျော်လားအမာလားနော်ဂရောင်းကြောင်တခြားဖင်တခြားဖြစ်နေတဲ့ကောင်တွေလည်းအများကြီးကျွန်တော်တို့စဉ်းစားကားမှာကကျွန်တော်တို့စဉ်းစားကားမှာကမင်းအောင်လိုက်ဘာလုပ်မှာလဲ မယောင်လိုက်ဒါလောက်လာမယ်ငါတို့ဘာပြန်လောက်ရမလဲမင်းတို့ကဇော်မဲလုံးမဟုတ်တော့ကပြောရင်အဲ့ဇော်မဲလုံးတော့လိုက်ပြီးတော့လိုက်လောင်အောင်နေကြတယ်လိုင်းပေါ်မှာတိုက်ပြောနေကြတယ်ဟိုမှာမယောင်လိုက်ကတခုလေးမဟုတ်တာလေးလောက်လိုက်ရင်အဲ့ဒီနောက်လိုက်ဖီတက်နေကြတယ်ကိုယ်ဆောက်လို့ကိုယ်မလုပ်တဲ့ကောင်တွေအများကြီးတွေ့ရတယ်မနော် Facebook မှာရောအောက်မှာတဘုံကြီးမှာနော်မြေပြင်မှာလည်းဖြစ်ပြနေတဲ့ပြဿနာတွေအများကြီးပါ အဲ့တော့ကျွန်တော်ပြောခဲ့ပြီစကားကုန်းနေပြီ2025နဲ့26ကအချင်းချင်းလှုပ်ကြံတက်ဖြတ်တာတွေတယောက်နဲ့တယောက်နဲ့ခြေထိုးတာတွေအာသခိုးတွေပေါ်ကြတာတွေတပုံးကြီးရင်းသားကြတွေတွေ့ရအောင်မှာတော်လိုင်းကြီးကမပြီးသေးဘူးနော်ပြည်သူလူထုတွေစိတ်ရှိဖို့လို့ပြည်သူလူထုကိုယ်တိုင်ကငါတို့ဘာလိုချင်တာလဲဆိုတာကိုသိဖို့လိုတယ်ပြည်သူလူထုကိုယ်တိုင်ကငါတို့ဘာတွေလိုအပ်နေတာလဲဆိုတာကိုနားလည်ဖို့လိုတယ်တော်လိုင်းကြီးဆိုတာစိတ်ရှိရတယ်သိခံရတယ်တမာရရှိရတယ်သစ္စာရှိရတယ်နော်တီလမြင်ရတယ်တော်လိုင်းကြီးတီလအရန်ချက်ဖို့ကောင်းတာ အခုတော်လန်ရေးသီလမမြဲခဲ့လို့မြောက်ပိုင်းစစ်စင်ကြီးအောင်မြင်မှုဟုံးဟုံးတောက်ကဘာကျော်တဲ့အောင်မြင်မှုကြီးရသွားတာဟောမှကြားဖြန့်ပြဿနာပေါ်လာလို့လားခင်ဗျားတို့ကမြောက်ပရီကိုတိမ့်ပါလို့ရွှေခုတ်ကိုတိမ့်ပါလို့အာကရင်တွေဘာလုပ်နေလို့ကရင်ကမြို့တိမ့်ချင်မှတိမ့်မယ်တိမ့်ချင်မှလည်းတိမ့်မယ်ကွာမြို့မတိမ့်ခဲ့ဘာလုပ်မယ်ရန်သူအနိုင်ယူလို့ရတဲ့နေရီမရှိဘူးလားအနိုင်ရောမယူတတ်ကြဘူးလားဟင်မယူတတ်ကြသေးဘူးလား ပြောတော့လေစီရေးကျွမ်းကျင်တဲ့ကောင်တွေစီရေးကျုပ်တဲ့စီဦးစီးအရာရှိကျုပ်တဲ့စီရေးတာဝန်ခံဟာဘာတွေမန်းလဲမသိဘူးဘွယ်တူကုန်လူတွေတော့လေးစားဖို့ကောင်းတယ်ဒါပေမဲ့စစ်ပုံမကြဘဲတော့ဘာလို့ကြမှာစစ်ပုံမကြဘဲတော့ဘာလို့ကြမှာလက်နဲ့လက်နဲ့ကြိုက်နေဆိုတာကလွဲတယ်လက်နဲ့စွန့်ဖို့ဆိုတာမလွဲဘူးလက်နဲ့ကန်ရတာလွဲတယ်လက်နဲ့စွန့်ဖို့ဆိုတာမလွဲဘူးရှင်းသာမသိဘူးကျွန်တော်ပြောတာလက်နဲ့ကန်ရတာလွဲတယ် အခုလိုကာလမျိုးလက်နက်ကိုင်းရတာရမ်းလွယ်တာအဖွဲ့စည်းထောင်ရတာရမ်းလွယ်တာဒါပေမဲ့အဲ့ဒီအဖွဲ့စည်းတစ်ခုကိုဖျက်သိမ်းဖို့အင်အားကောင်းလာတဲ့အချိန်မှာလက်နက်ကိုစွန့်လွတ်ဖို့ဆိုတာမြန်မာနိုင်ငံမှာတော်တော်ရှားတယ်ခေါင်းစဉ်သာပြောင်းသွားတယ်အမည်နာမသာပြောင်းသွားတယ်လက်နက်မစွန့်ကျင်တဲ့ကောင်တွေအများကြီးပဲလေအဲ့တော့တိုင်းရင်းသားတွေလိုချင်တဲ့ Federal Democracy Federal ဖွဲ့စည်းပုံတော့အစိုးရဖွဲ့ဖို့အတွက်ကိုတိုင်းရင်းသားတွေအပ်ပေးလိုက်ပါခင်ဗျားတို့ယနေ့ကာလနေဝင်းကနေစပြီးတော့ယနေ့အချိန်ထိပါတိုင်းရင်းသားတွေအုပ်ချုပ်တာခံမှုပြီးပြီလား ကချင်မဲအုပ်ချုပ်အုပ်ချုပ်ရှမ်းမဲအုပ်ချုပ်ချုပ်ဟုတ်လားနော်ရခိုင်မဲအုပ်ချုပ်အုပ်ချုပ်နော်ခမားတို့ကပြောလိုက်လို့ရှိရင်ဘိုးချုပ်ထုံးမြင့်နိုင်ကဘလို့ဖြစ်တယ်ဟာဘိုးချုပ်ထုံးမြင့်နိုင်ကအားကြတယ်ဟာခရင်တွေကဘလို့ဖြစ်တယ်အစားထိုးပြီးလိုက်ဝေပန်းတယ်ပြောပြမယ်နားထောင်ပြည်သူတွေမသိသေးတဲ့ကပြောပြမယ်ဆက်ဆံခဲ့တယ်ပူပေါင်းခဲ့တယ်ရခိုင်တွေအသိဆုံးပါဒါကျွန်တော်တိတ်မပြောချင်လို့လက်နဲ့တွေအလိန်ခံရတယ်လက်နဲ့တွေအဖမ်းခံရတယ် သူတို့ရရတတ်မှုတွေပါအသက်ခံရတယ်ရခိုင်ရခိုင်နေကူညီခဲ့တာနော်နောက်ဆုံးရခိုင်နေမဖြစ်တော့ဘူးဒီလိုတော့ကဲအညာဒေသလက်နက်မရှိတဲ့ကောင်တွေလာကြဒီမှာအဲ့ဒီအဖွဲ့တွေဝင်ကြအဖွဲ့စည်းထောင်မှုဆိုလှုပ်လှုပ်ကြလက်နက်တွေပေးတယ်နောက်ဆုံး UNG မသိအောင် MOD မသိအောင်သူတို့အောက်မှာရှိနေတဲ့ PDF တွေအားလုံးကတော်တော်များများရခိုင်နဲ့ပေါင်းရတယ်အများကြီးပဲအန်းတိုက်ပွဲမှာဆရာကြီးလှုပ်ပြီးတော့စစ်ကြောင်းမှုငါစစ်ကြောင်းမှုငါစစ်ဒေသမှုငါစီးရေးတောင်းဝင်ကဆိုပြီးတော့ခင်ကောင်းကျယ်ပြီးတော့ကိုစစ်ကြောင်းနဲ့ကိုချမယ်ဆိုပြီးလှုပ်တော့ လေရံနဲ့ဘုံကျွဲပါတယ်လေရံ၃စီးနဲ့ဘုံကျဲပါတယ်စစ်ကြောင်းတစ်ကြောင်းလုံးမှာလူ30ကျော်ပဲရှင်တယ် MOD အောက်ကတက်ရင်တော့ဒါကျွန်တော်ဒီနေ့မှထုတ်ပြောတာခွေးမှလာလူကားဝါတာဒီလိုပဲဗမော်တိုက်ပွဲမှာ PD က300ကျော်လောက်ကြားတယ် PD က300ကျော်လောက်ကြားတယ်ဒီကောင်သတင်းမထုတ်ပြန်ဘူးလူပါရန်ဝါတာလူပါရန်ဝါတာကျွန်တော်သိတာပေါ့ကျွန်တော်တိတ်မပြောချင်ဘူးတချို့သူတို့ပြောလို့မရတဲ့ကောင်တွေကိုစောက်ကြည့်တယ် လုတ်ပိုင်ခွင့်တွေကိုထိန်းချုပ်တယ်ကန့်တတ်တယ်အညာဒေတာမအများကြီးပါကျွန်တော်သိတယ်ကျွန်တော်မပြောတာကျွန်တော်မပြောတာဒေတာအလိုက်ကိုပြောမယ်ဆိုရင်အဲ့ဒီမှာရှိနေတဲ့ဒေတာခေါင်းဆောင်တွေကသူတို့အတွက်အန္တရာယ်ရှိလို့ကျွန်တော်ထုတ်မပြောသေးတာတချို့ Facebook ပေါ်မှာပြောတယ်တပ်ပေါင်းစုတဲ့ခင်ဗျာတပ်ပေါင်းစုဆိုတာဘလို့ဟာမျိုးပြောတာတပ်ပေါင်းစုဖြစ်လာဖို့အခုလိုရှုပ်ထွေးပြီးတော့အဖွဲ့စည်းပေါင်းចောင်းတောင်း6တောင်ဖြစ်လာဖို့အတွက်တပ်ပေါင်းစုဘလို့စုဖွဲ့ရမှာဆိုတော့နားအောင်နားလေလားတပ်ပေါင်းစုရဲ့သဘောတဘာဝက လုံုံလုံနီလုံထုံးလုံနီလုံုံကင်ဖို့ဥပဒေနီးဥပဒေရှိရတယ်ဘယ်နေရာမှာမှဥပဒေမရှိဘဲနဲ့ဖင်ခံလို့မရဘူးငြင်းရမလားဖင်ခံတာတော့မှအချောက်တွေသွားမိကြည့်ကျွန်တော်နည်းနည်းပဲရိုင်းရိုင်းလေးပြောမယ်ဖင်ခံတာတော့မှအတိုင်းတာနဲ့ခံရတယ်နော်အဲ့ဒါအချောက်တွေအသီးဆုံးပြစ်တစားတွေအသီးဆုံးဒါခင်ဗျားတို့လမ်းဘေးစကားပြောပြတာဖင်ခံတာတော့အတိုင်းတာရှိရဲ့ဗျတနတ်တွေကင်ပြီးစစ်တိုက်နေရတာအတိုင်းတာပိုကြီးရဲ့နားထောင် တပောင်းစုဆိုတာဟာနန်းနန်းအောင်ပြောတယ်ခင်ဗျာနေနေဆိုတဲ့ကောင်ကျွန်တော်စိတ်ခေါ်ခြင်းတယ်ကျွန်တော်ပုံကိုရေးတိုက်ခိုက်တယ်အာမိန်းမတွေရှုပ်တယ်လို့ပါဘယ်ကကောင်မတွေမှမသိဘဲနဲ့ line မှာပြောခြင်းပြောတယ်မင်းတို့ပါမင်းတို့တပောင်းမဲစုစုဟိုသာဘလို့ပဲစုစုငါအလုံးမဟုတ်ဘူးငါစိတ်ဝင်စားတာငါတို့ချိနေတဲ့ငါတို့ယုံကြည်တဲ့လူတွေကိုငါတို့ဘလို့ကူညီရမလဲဘလို့ပေါင်းစပ်ညှိနှိုင်းရမလဲဒါပဲစဉ်းစားတယ်ချင်းချင်းလေးပဲနော်ရခိုင်တွေနဲ့ဟိုချိတ်ပေးလိုက်တဲ့လူတွေတပုံးမှာဒီအဖွဲ့တွေအများကြီးပဲတချို့ကျွန်တော်ထုတ်ပြောကြလို့ကျွန်တော်တို့ကူညီနိုင်တာကူညီတယ် အဓိကကတစ္ဆာမရှိတာရယ်တမာရီအာမကောင်းတာတီလာမရှိတဲ့အတွက်ကြောင့်မလို့ဒီဒေါ်လာရကြာနေတာအဲ့လိုကောင်မျိုးတွေများနေလို့ဆရာကြီးလိုလိုပို့လေးရေးလိုက်ရင်ဟာလိုက်လေး share လေး follower လေး comment လေးများများလေးရလိုက်ရင်စောက်ထင်နေကြီးလို့ပြောပြမယ်တပေါင်းစုဆိုတာလွယ်လွယ်လေးလုပ်လို့မရဘူးဂတိကဝတ်တွေရှိတယ်ဂတိကဝတ်တွေရှိတယ်မြန်မာနိုင်ငံမှာဂရိနစ်စံချိန်တင်တယ်ကဘာတော်လန်ရေးမှာနော်ကဘာကဘာနဲ့စီပြီးပြောပြမယ် ကမ္ဘာတော်လှန်ရေးမှာမြန်မာနိုင်ငံကအဖွဲ့အစည်းပေါင်း16000များလွန်းလို့ဒီ21ရာစုမှာဂလွင်းနဲ့ဆန့်ချိန်မှာတင်တယ်။တစုတစ်ဖွဲ့လည်းဖြစ်ဖို့ဆိုရင်ငါတို့ကတစုတစ်ဖွဲ့လည်းဖြစ်အောင်ကြိုးစားပါလား။ငါတို့က legitimate ငါငါတို့ကဟာငါတို့ကအနိုင်ရအဆိုးတာငါတို့ကပြည်သူလက်ခံလာတာ။အဲ့ဒီကောင်တွေကတတ်တတ်တစ်ဖွဲ့ရှိတယ် ဆောဆောနာခမားလို့ပြောတယ်နော်ငါတို့ legitimate ငါတို့အနိုင်ရလွတ်တော့ကိုယ်စားလေငါတို့အနိုင်ရမှာငါတို့အဆိုးကအဲ့ဒီတရောင်းစားတစ်ဖွဲ့တသက်ရှိတယ်။ဩတပိုင်စားတနေစားတရေသစားနဲ့ငါဘူဆိုပြီးတော့ငါမျိုးနယ်ကိုမင်းတို့လာမထီနဲ့ဆိုတဲ့ကောင်တွေကတအုပ်စုတသက်ရှိတယ်။နော်တိုင်းရင်းသားတွေကသူ့လို့သူ့လို့ပြီးတော့သူ့ဒေသနဲ့သူထွေးချုပ်ဆိုးမှုနော်သူ့ရှိလာတဲ့ဥပဒေတိုင်းစစ်ဥပဒေအုပ်ချုပ်ရေးဥပဒေအင်းနဲ့သူသွားတာတိုင်းရင်းသားတွေကသူ့ဝင်ငွေတွေကစနစ်ကရှိပြီးသားတွေလောက်ယူစရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ဗမာဒေါ်လာရေးသမိုင်းပြန်ကြည့်ကြည့်တနက်ခါထိုးပြီးတော့ယူနီဖောင်းတကားကားနဲ့အနောက်မှာလူ90တရာလောက်ပိုင်းရင်သူတို့ကိုသူတို့ဆရာကြီးဖြစ်သွားတာရကောင်တွေလဲတပုံကြီးတွေ့ရတယ်ရှင်းလားမသိဘူးအဲ့လိုအကောင်မျိုးတွေကိုကျွန်တော်တို့ကတပေါင်းစုလုပ်ပြီးဘာတွေဖြစ်ကုန်မလဲတယောက်တစ်ယောက်တော့ထားသက်ကုန်မှာပေါ့မြဲမြဲမှာဒါတပေါင်းစုပြောမယ်ဆိုရင်စောက်ကြီးစောက်ကျဲပြောလို့ရအောင်ပြောပြမယ်တပေါင်းစုဆိုတာစစ်ကြောင်းဖွဲ့ရတယ်ဥပမာကပလဲဆိုပလဲမျိုးမှာစစ်ကြောင်းဘယ်နှကြောင်းလုံးထားမလဲဟုတ်ပြီနော် ား MOD အောက်ကရှိတဲ့ကောင်တွေပါကပါပါလာပါတအုပ်စုသွားမလား PDF နဲ့လူကန်နဲ့ပေါင်းပြီးတစ်ဖွဲ့သွားမလားစစ်ကြောင်းတစ်ကြောင်းခွဲမယ်ဟုတ်ပြီ MOD ကကောင်တစ်ကြောင်းမတို့ဒီ PDF ကတစ်ကြောင်းဟုတ်လားဒီလူကန်နဲ့ PDF နဲ့လူကန် PDF နဲ့ PDF နဲ့တစ်ကြောင်းပါကပါပါလာပါတစ်ကြောင်းနှစ်ကြောင်းစစ်ကြောင်းတွေထားလိုက်လေပြီးအဲ့ဒီစစ်ကြောင်းတွေကတူညီစွာနဲ့အခုခံကာကွယ်တိုက်ခိုက်ဘယ်ကောင်ကကြားပြတ်မှာလဲဘယ်ကောင်ကခုခံမှာလဲဘယ်ကောင်ကထိတ်တိုက်လဲဘယ်ကောင်ကပျောက်ကြားလဲဘယ်ကောင်ကရင်ဆိုင်လဲ မင်းတို့မှာစီရေးစီမံချက်ဆိုတာလည်းနားမလဲဘူးစီရေးရဲ့ပလန်ဆိုတာလည်းမသိဘူးတိုင်းရင်းသားတွေလိုက်လုပ်ပေးနေရတယ်ဆဲခံပြီးတော့ဘယ်သူမှမသိဘူးရခိုင်ကိုသဘောကျရင်ရခိုင်ကိုသဘောကျရင်ရခိုင်တွေလိုအငတ်ခံနိုင်အောင်ကြိုးစားရခိုင်တွေလိုဒုက္ခတွေဒုက္ခတွေအခုချိန်ထိပိုက်ထားတာရခိုင်တွေအများကြီးပဲရခိုင်ပြည်သူတွေရခိုင်တွေစစ်နိုင်တာကိုမကြည့်နဲ့ရခိုင်ပြည်သူတွေ ဲ့ဒီစစ်ပွဲရဲ့အနောက်မှာဖြစ်ပေါ်နေတဲ့ပြဿနာပေါင်း16000ကိုရခိုင်ပြည်သူကတတိရှိရှိနဲ့ဘလို့ရင်ဆိုင်နေလဲဆိုတာကိုမြောင်ကြည့်ဒါမှမင်းတို့ရခိုင်ကိုဂုံယူလို့ရမှာရခိုင်နေစစ်ပွဲလေးကိုစစ်တိုက်ရုံနဲ့ရခိုင်ကစစ်နိုင်နေတာမဟုတ်ဘူးသူတို့ပြည်သူတွေရဲ့အနောက်မှာခံနိုင်ရည်စမ်းနေတဲ့ပံပိုးအခုကြီးတဲ့အားတွေနဲ့ရခိုင်တွေရက်တည်နေတာပြန်မေးကြည့်လိုက်ဟုတ်လားမဟုတ်လားလို့နာနေအောင်ပြောတာနော်ရခိုင်ပြည်သူတွေရဲ့ခံရတဲ့ဒုက္ခတော့နားမလဲပဲနဲ့ ရခိုင်နေစစ်နိုင်တာလေးတခုတည်းတော့ရခိုင်ကိုဂုံယူမနေနဲ့ရခိုင်ပြည်သူတွေကြောက်အာရခတ်တတော်အေးရစစ်ကိုကောင်းကောင်းမွန်မွန်နောက်ကျောလုံလုံနဲ့စိတ်စိတ်ချာချာဒါတောင်တိုက်တိုက်ရသေးတယ်ကလအုပ်စုရှိသေးတယ်ကလအုပ်စုကအနောက်မှာမြောက်တိုးပင်ကုန်နဲ့တရောင်းစားကလအုပ်အုပ်စုကရှိသေးတယ်နော်ဟိုဘက်လုံလုံဒီဘက်လုံလုံသုံးဘက်ချုံလုံလုံလေးဘက်ချုံလုံလုံအဲ့လိုကောင်မျိုးတွေနဲ့လဲစစ်ဖြစ်နေရတယ်ရခိုင်ရဲ့ဒုက္ခကိုခံစားတတ်မှရခိုင်ကိုရခိုင်တို့အားကြ မင်းတို့တွေကမဲဆောက်တို့ချင်းမန်တို့အမေရိကန်တို့အော်စတြေးလျတို့နေပြီးတော့ Facebook မှာရခိုင်တို့အားကြလို့မရဘူးရခိုင်ရဲ့ခေါင်းဆောင်တွေရဲ့ပြတ်သားတဲ့ယက်တီချက်တရုတ်ပြည်မှာဗိုလ်ချုပ်ထွန်းမြနိုင်ဒါဒါဘာလဲဆို၄ချိန်ရှိပြီးဆွေးနေတာအခုဆွေးနေတာမပြီးသေးဘူးရခိုင်ရခိုင်နေဆွေးနေတာမပြီးသေးဘူး TNL နေနဲ့ MLD ရဲ့တော့ပြတ်သွားပြီကချင်နဲ့ရခိုင်မြို့ကျန်နဲ့နှစ်ဖွဲ့ဆွေးနေနေတယ်ဗိုလ်ချုပ်ထွန်းမြနိုင်ကဘာပြောလဲလဲငါ့ကိုတရုတ်ကဖမ်းပြီးတတ်လို့ရှိရင်လည်းငါသေပါစေတဲ့ မင်းတို့ရခိုင်ပြည်သူလူထုရဲ့လိုချင်တဲ့ရခိုင်ပြည်သူတွေရဲ့လိုအပ်နေတဲ့လွတ်မြောက်မှုကိုရအောင်ယူပေးတဲ့အဲ့လိုခေါင်းဆောင်မျိုးဘ ෝජ ုတ်ထုံးပြနေအဲ့လိုခေါင်းဆောင်မျိုးရှင်းပြီလားမသိဘူးဟာဘ ෝජ ုတ်ထုံးပြနေတော်တယ်တို့ဘာလို့ဘာလို့ညာတော့မပြောနဲ့ဘ ෝජ ုတ်ထုံးပြနေတော်တာမဟုတ်ဘူးတတ်သိရှိတာရဲရင်တာပြတ်သားတာတတ်သိရှိတဲ့ရဲရင်နဲ့ပြတ်သားရယ်နော်အဲ့လိုခေါင်းဆောင်မျိုးရှင်းရှင်းလေးသူ့တေးရင်တေးပြီးသူ့ကိုဖမ်းရင်ဖမ်းမသိဘူး မင်းတို့ရခိုင်တပ်မှုတွေအားလုံးကရခိုင်ရဲ့တစ္ဆာကိုခံရမယ်ရခိုင်ပြည်သူလူထုလိုချင်တဲ့လွတ်မြောက်မှုကိုရအောင်လုပ်ပေးရမယ်ငါကိုယ်တိုင်အဖမ်းခံငါကိုယ်တိုင်အသေးခံမယ်ရခိုင်ပြည်နယ်လွတ်မြောက်အောင်လုပ်ငါ့ကိုဖမ်းတယ်ငါ့ကိုတတ်တယ်ငါ့ကိုခေါ်ထားတယ်ဆိုရင်လို့ရှိရင်ရခိုင်ပြည်မှာဒီထက်မကစီရေးကိုပေါ်ဆောင်နိုင်အောင်ကြိုးစားရတဲ့ရှင်းသလားမသိဘူးအဲ့လိုစကားမျိုးကြားဘူးလားအဲ့လိုစကားမျိုးကြားဘူးလားရခိုင်နေလို့တင်ယူတတ်ရတယ်နောက်တစ်ခုကရခိုင်နေလို့တင်ယူတတ်ရတယ် ရခိုင်ရဲ့စစ်ရေးနဲ့ပတ်သက်ရင်ကျိုးညွန်နဲ့အောက်ချခံနဲ့လှုပ်ရတယ်။သိလား။ရခိုင်တွေကရခိုင်ပြည်သူလူထုလူမျိုးဘုအတွက်ကိုရခိုင်ကေတာလို့ခေါ်တယ်။ရခိုင်နိုင်ငံရေးသမားတွေလောက်ကင်ဆောင်ရွက်ထားတဲ့မြုပ်ထားတဲ့ရခိုင်မျိုးချစ်စိတ်တကဘလောက်ပြင်းလဲဆိုတော့ရခိုင်တွေ2019မှာပပဆဆခံရတဲ့အချိန်မှာရခိုင်ကရှိတဲ့ဘူမှုတွေအကုန်လုံးကိုထွက်တာ။2019ကိုပြည်မှာစထွက်တာ။အဲဒီအချိန်မှာကိုပြည်တွေဖြစ်တော့အခွင့်ကောင်းတာတဲ့အချိန်ရခိုင်အာရကပြည်နယ်ကြီးလူမျိုးဘုအတွက်စူးစမ်းကြမယ်ဆိုတော့လေဘူမှုအဆင့်ပြားဒုတိယဘုံမူကြီးအဆင့်တွေဘုံမူအဆင့်တွေ ထွက်ပြီးတော့မှအာရခတက်တော့ပေါင်းသွားတာဘယ်တိုင်းရင်းသားထဲမှာအဲ့လိုလူမျိုးရှိတယ်ဗမာထဲမှာတော့ရှိလို့လားစီဒီယံဝင်တဲ့ဘိုးကြီးတဲ့ငါလိုးမသားတွေမဲဆောက်မှနေပြီးအာချောင်းတယ်သူတို့ဘယ်ကောင်မှမယုံဘူးလေဘိုးကြီးတဲ့ဘိုးကြီးထဲမှာတော့မှဗမာဘိုးကြီးကိုဘယ်သူဘယ်တိုင်းရင်းသားမှမယုံဘူးအဲ့ကြုံလိုက်ဘယ်ဘိုးကြီးလာမပြောနဲ့ဘိုးမူးတွေလာမပြောနဲ့ဘယ်တိုင်းရင်းသားမှမယုံဘူးမင်းဘလော့ကာလုံးမလုံးမင်းရှူတင်လုံးမလုံးအေးလုံးချုံမှုရမင်းအာမခံပြရမယ်ရှင်းလားမသိဘူး နည်းနည်းလေ့လာအောင်အများကြီးကြံသေးတယ်။တချို့ကောင်တွေ line ပေါ်ကနေအာကျဲအာကျဲနဲ့ဟာကရင်တွေပါဖြစ်တယ်၊ကချင်တွေပါဖြစ်တယ်၊ရခိုင်တွေအာကျတဲ့ဟိုလူကိုအာကျတမိုင်းလေးတွေရှိတယ်၊တမိုင်းလေးတွေတမိုင်းလေးတွေ။နော်တပေါင်းစုတွေလောက်ကြပါညီညွတ်ကြပါဖင်ကုံးကြီးអော်နေလို့မရဘူး။အရိကကပြည်သူလူလူနဲ့လက်လက်ကင်ထားတဲ့တမူးတို့ဘိုးချုပ်ကြီးတို့ဘိုးကြီးတို့မှတာဝန်ရှိပါတယ်။နော်စစ်ကြောင်းတွေဖွဲ့ကြပါစစ်ကြောင်းတွေကနေပြီးဆင့်နော်အတိုင်းစစ်ဌာနတွေပေါင်းပြီးတော့နော်စစ်ကြောင်းကြီးတွေဖြစ်အောင်ကြိုးစားစစ်ကြောင်းလေးတွေကနေစစ်ကြောင်းကြီးတွေဖြစ်အောင်ကြိုးစား ်ခရိုင်တိုင်းစစ်ကြောင်းတွေမြို့နယ်တိုင်းစစ်ကြောင်းတွေစစ်ကြောင်းတွေပြောင်းကြိုးစားပြီးရင်ပေါင်းဆက်ဥပဒေတို့နေဥပဒေတို့ဆိုတာတိုင်းသားတွေဒီမှာအကုန်ရှိပြီသားဘာမှစိုးရိမ်မနေနဲ့ပြောလိုက်တော့ဖယ်တယ်ဖယ်တယ်နဲ့ပြောလိုက်တော့ဖယ်တယ်ဖယ်တယ်နဲ့ဘဇက်ကနေအနိုင်ရလွှတ်တော့ကိုယ်စလဲဆိုတာလေဘဇက်ကမပြီးတော့ဘူးသူတို့ကလက်ချက်တမရှိတယ်ဆိုပြီးတော့အာဘိုးလိုမှုတ်လိုက်ဘာမှလို့ပြောလိုက်နဲ့သူတို့ကတရားဝင်အစိုးရတယ်အဲ့တော့ ကျွန်တော်တို့ကဘယ်အစိုးရရှိမှာအာမခံရမလဲကျွန်တော်တိုင်းရင်းသားနေရာမေးကြည့်ရင် NUG ကပဲဆော်နာဘယ်ဖက်ဒရယ်အာမခံတာတိုင်းရင်းသားတွေကဖက်ဒရယ်အာမခံနေဝင်းကရှုပ်ထားပြီးပြီနေဝင်းကရှုပ်ခဲ့တယ်အဲ့နေဝင်းရှုပ်ခဲ့တာကြီးကိုဘလို့ပြန်ပြီးတော့အသက်သွင်းပြီးပုံဖော်ပြီးကြိုးစားကြမလဲဆိုတာမစင်စားဘူးအခွင့်အခါကောင်းတော့မှကြိုးစားကြည့်ပါဒါတမိုင်းမှတန်းတစ်ခုဖြစ်သွားလိမ့်မယ်နော်ဟိုကျွန်တော်တို့အမင်းတို့ကတော့ဘကူတိုင်းကတော့ဒီလောက်ဒီလောက်ပိုင်နေဆိုပြီးတော့ဘယ်မအေးလင်မှပြီးခဲ့တာမဟုတ်နော် အမန်လေးတိုင်းတော့ဒီလောက်ဒီလောက်ရှိပါတယ်ဆိုတော့နေဝင်တတ်မှတ်ခဲ့တဲ့ဟာကြီးကိုအဟုတ်ထင်နေတဲ့ဟိုကမင်းတို့ကအာနာလောဘတက်ပြီးတော့စစ်အုပ်စုနဲ့စစ်ခွေးညံနေအတူတူပဲအတူတူပဲဒီတိုင်းမှာရှင်းရမပြဿနာကြီးအားကြီးမင်းအောင်လည်းအုပ်စုမရှိတော့ဘူးဆိုတော့မှကိုယ့်အချင်းချင်းရှင်းရမပြဿနာကြီးအားကြီးပဲရှမ်းမှာဆိုရှမ်းပြဿနာကြီးအားကြီးပဲချမ်း DNL တွေရော MLD တွေရောဝါတွေရောအပီယံပို့အိုတွေရောဟာလားပလောင်တွေရောဟာလားတပုံးကြီးတပုံးရှမ်းပြဿနာကိုရှမ်းရှင်းရမယ်ကချင်မှာဆိုလည်းဒီတိုင်းပဲ ကချင်မှာဆိုလည်းဒီတိုင်းပဲကချင်မှာလည်းလူမျိုးစုပြဿနာရှိတာပဲကချင်ပြဿနာကချင်ရှင်းရကရင်မှာလည်းဒီလိုပဲကရင်မှာတော့လူမျိုးစုတော့မရှိဘူးအဖွဲ့ရှိတယ်ကရင်မှာကစကောနဲ့နော်ပိုးနဲ့နှမျိုးပဲရှိတာစကောနဲ့ပိုးနဲ့နှမျိုးပဲဘာသာစကားလေးနည်းနည်းပဲကွဲသွားတာအဲလူနေမှုအဆင့်နည်းနည်းရိုးရတလေးရတာအတူတူပဲဒါပေမဲ့ပြဿနာဘာဖြစ်ဆိုအဖွဲ့စည်းတွေရှိနေတယ်အဲ့ဒီအဖွဲ့စည်းတွေကိုအခုပုံစံပေးနေတယ်မြင်တဲ့အတိုင်းပဲဟုတ်လားမင်းတို့ကြားပြန်ဖမ်းလေအာမင်းအောင်လဲတီဗီကိုတက်ကြိတ်ပြဖုန်းတွေကိုတက်ကြိတ်ပြဟာဟိုဟာကိုဖြိုချပြ အဲ့ဒါကတက်တေကံပစ္စည်းဖောက်ပြတာဥပဒေပညာရှင်တွေလည်းပြောပြပြီးတော့ငကိုတည်းကကျွန်တော်တို့ကသိရမယ်။ဟောအခုဝင်ဖန်းတယ်။ပေါ်တင်ဖန်းတယ်။ရှင်းရင်လည်းပဲမင်းတို့မရှင်းစဉ်းစားကြည့်ရွေးကောက်ပွဲနီးတော့မှာဗျာအာယုံလွှဲသလိုလိုဟုတ်လားစောက်ကျင်းရုပ်သလိုလိုနဲ့ကြားဖြန့်အောင်တောင်ပိုင်းမှာလာပြီးတော့ဝူရဝါဒလက်လုံးပြတယ်။ငကိုတည်းကခရင်ကိုဆဲနေပါတယ်ဆိုပိုဆဲခံအောင်လုပ်တယ်။စဉ်းစားကြည့်ကိုစောက်လို့နဲ့ကိုရှုပ်နေတော့မကောင်းကောင်းမရှုပ်ခံအောင်ကိုပြဿနာတော့ကိုရှင်းနေရတဲ့ကြတဲ့ဒီချီးလို့ယူခေါင်းပေါ်လက်တယ်။ချီးကုပ်ယူခေါင်းပေါ်လက်တယ်တော့ခါကြတော့ဒီပြဿနာနိုင်ငံတကာမှာရှိနေတဲ့ ြည်သူလူထုတွေအလိန်ခံရလေနိုင်ငံတကာမှာရှိနေတဲ့လူတွေလိန်ခံရတာလေဒါကိုမင်းကရင်ကွက်ရှင်းပြရမယ်ဆိုတော့မဟုတ်သေးဘူးလေရှင်းရှင်းလေးလေကရင်ကွက်စားရတာဘာမှမရှိဘူးတမိုင်းနေရှိတယ်2019မှာပြန်လေတာအာနာဘာကြောင့်တင်းလဲဆိုတာကိုအမြင်နဲ့စမ်းကြည့်ကြည့်မယ်နော်တချို့မှာမီဒီယာနဲ့လိုတယ်ဗျအဲ့ချိန်မြန်မာနောင်းကဥပိုင်ကုမ္ပဏီရဲ့ပေါ်ကောင်ပန်းညွှန်လုပ်တယ်စစ်တပ်ရဲ့ပိုင်ဆိုင်မှုပေါ့အဲ့မှာဒေါန်ဆန်းစုကြည်ကလည်း KK ဘက်ကြီးကိုလက်မှတ်ထိုးပြီးတဲ့အချိန်မှာစောက်ပြတ်တဲ့တက်ကုန်တက်ကုန်တော့ စုံစမ်းစစ်ဆေးကော်မတီဖွဲ့ပါသူ2018မှာစဖွဲ့လိုက်10လပိုင်းလောက်မှာဖွဲ့ပြီးတဲ့အချိန်မှာကိုပစ်ကြီးဝင်လာနော်2019ကိုပစ်ကြီးဝင်လာကိုပစ်လည်းဝင်လဲဝင်လာစောက်ပြတ်နိုင်ရွှေကုန်စုံစမ်းစစ်ဆေးကော်မတီလည်းပဲပျောက်သွားမှမသိအဲ့ဒီမှာလောက်ခဲ့တဲ့ကောင်တွေကကြန့်ခိုင်ရကောင်တွေစစ်တပ်ကောင်တွေကြီးပဲနော်ကိုစလဲတဲ့အဲ့ဒီမှာအချောင်ရမလားဆိုပြီးတော့ NLD တွေကတော့ခင်ဗျားတို့ဘာမှမဆိုင်တဲ့ရန်ကုန်မြို့တော်ဝင်တွေပါလာတယ်နော်ခင်ဗျားတို့ NLD ရဲ့အမှတ်တွေရောဘာတွေရောပေါင်းစားကြတယ်ပေါင်းစားကြတယ်အဲ့မှာစမိုင်းတို့အုပ်စုကအဲချစ်သူရဲ့ပတ်စံတချို့တော်တော်များများလာတယ်